အပ္ပမိဒံဘိခွေ မနုဿနာအာယုတဲ့ယနေ့ခေတ်သူတို့ရဲ့တက်တန်းဟာတိတ်တူတယ်တဲ့ဟုတ်တယ်အသက်တရားရန်လို့ဆိုရင်တရားနေရတဲ့လူဆိုတော့ရှားတယ်ဟောနာရေးကြောင်ညာကြည့်လိုက်လို့ရှင် ဟောလား30 40 50 60 90သွားကုန်ညာမရှိတော့အဲ့တော့လူတွေရဲ့အသက်တန်းဟာတရားဆိုတာမမှန်းနိုင်လောက်အောင် ရှိနေရတဲ့အရှိကြီးပဲဖြစ်နေအဲ့တော့ကနေ့ကလူတွေရဲ့တတဟာလွန်ကို တိုးတယ်စဉ်းစားရမှာလူတတဟာလွန်တိုးတယ်တိုးတဲ့အခါမှာသိသွားပြီဆိုရင်သိသွားလို့ရှိရင်သိသွားရင်ပြီးရောလားတချို့ဘာသာတရားတွေကတော့သိသွားတာရဲ့နောက်မှာဘာမှမရှိဘူးလို့ထင်ကြတယ် နောက်ဘဝကိုမယုံကြည်ကြတာနဲ့မရှိဘူးလို့ရှုံကြည်ကြတာဒီနှစ်ခုရှိတယ်ပေါ့နောက်ဘဝရှိတယ်ဆိုတာမယုံဘူးမရှိဘူးလို့ယူဆကြတယ်မြတ်စွာဘုရားကတော့နောက်ဘဝရှိတယ်လို့ဟောထားတယ်ခမဏီယောတံပရာယောတဲ့နောက်ဘဝကိုမင်းတို့သွားရမှာပဲတဲ့ဒါလူဆိုတာဖြစ်ပြမှုကစင်စဲမဲ့ပြတ်သွားနေတာဆိုတော့ ဒီဘဝဆုံးသက်သွားလို့ရှိရင်နောက်ဘဝပြန်စားမယ်ဒီလိုဆိုလို့တံပရာယောနောင်တမလွန်ဘဝဆိုတာကပဏီယော ရောက်ရမှာပဲရောက်ကိုရောက်အောင်မှာဒီဘဝသိသွားရင်နောက်ဘဝတစ်ခုတော့ရောက်မှာအဲ့တော့ဘဝဆိုတဲ့ထဲမှာလူတွေရဲ့နောက်ဘဝလမ်းကြောင်းကိုမြတ်စွာဘုရား၅မျိုး31ဘုံကိုဂတိ၅မျိုးနဲ့ခွဲခြားပြီးတော့ပြထားတယ်ဘဝမှာနေထိုင်ကြတဲ့ နေဘုံနေထိုင် lifestyle ပေါ့သူတို့ရဲ့အသက်မွေးဝမ်းကြောင်းတဲ့ lifestyle ပေါ်မှာအမိပြုပြီးတော့သူတို့နောက်ဘဝမှာရှောက်သွားနိုင်တဲ့လမ်းကြောင်းကြီးက90ရှိတယ်တဲ့မကောင်းမှုဒုစရိုက်တွေကိုအလွန်ကြုံပြုတဲ့ပုံကိုယ်တွေကြတော့ပြင်းမှန်းဆင်းရဲတဲ့ငရဲဘုံကိုရောက်သွားလိမ့်မယ်ဒါလေလက်တွေ့ကြည့်မယ်ဆိုလို့ရှိရင်တော့ပြစ်မှုကျွလွန်သွားလို့ရှိရင် ထောင်သွင်းခြင်းချနှိမ့်ဆက်ခံရတာလဲခုဟာရှိတာပဲလေအဲ့ဒီဘောပဲသူလှုပ်တဲ့လှုပ်ရတဲ့အတိုင်းပဲသူကအဲ့တော့အငင်းသက်ခံရတဲ့ငရဲဘုံကိုရောက်သွားနိုင်တယ်တာလန်ကြောင့်တခုအဲ့ဒီနဲ့နဲ့သက်တာတဲ့ပြမှုဆိုလို့ရှိရင်တရိษံဘုရားရောက်သွားမှာအဲ့တော့တရိษံကသက်တာတဲ့လူသားဆိုရတယ် လူတွေရဲ့အနိုင်ကျင့်တပ်ဖြတ်စားခံရတာတွေတိရိစ္ဆာန်တွေပဲလေကဘာမှာကြည့်ကြည့်ပေါ့နေ့စဉ်နေ့စဉ်လူသေးတာတဲ့အစာပေါင်းများစွာတိရိစ္ဆာန်တွေဟာတတ္တမရှိခင်လူတွေကသတ်စာနေကြတာသတ်စာရုံနေမကဘူးအနိုင်ကျင့်တာတွေဘလို့ဆိုးလဲလို့ဆိုရင်ခုခေတ်မှာဆိုရင်ဤပညာဆိုပြီးတော့အတုံးချပြီးတော့ကျက်တွေပါလေဆို ကြားဘူးရဖတ်ဘူးရပြောရမယ်ဆိုရင်တတေကိုမလုံမလုံနိုင်မရှာနိုင်အောင်ချင်းချင်းကြက်ကြက်ကလေးမှထားပြီးအစာကျွေးဥခိုင်းဆေးရီကျွေးဥခိုင်းဝက်တွေဆိုလဲအသားတို့အောင်လို့အဲ့လိုလုပ်ပြီးတော့သတ်စာနေကြတာလေအဲ့တော့လူတွေရဲ့အနိုင်ကျင့်တပ်ဖြတ်မှုဟာအတိုင်းနဲ့အလွန်ဆိုးဝါးလွန်နေပေါ့ တိရစ္ဆာန်တွေကိုတက်တက်ဖြတ်ပြီးတော့အနိုင်ကျင့်စားတော့နေရမသေးခင်လည်းခြုံနှောင်ထားတယ်သိပြီပြီးတော့လည်းတတ်လိုက်တယ်အဲ့တော့သူတို့ဘဝလွတ်လပ်တာရှိမှဖြစ်တာတချို့ဆိုလို့ရှိရင်တရဘဝဘဝတော့မယူမရောက်သေးဘူးဥမာမဲ့၅ဥလေးတွေဆိုရင်၅ဘဝတော့မရောက်ဘူးလေဥဘဝနဲ့ပင် ဆုံးသွားတယ်ကြက်ဥတွေဆိုလည်းကြက်တွေဟာအကောင်တော့မဖြစ်လဲအောင်အကောင်မဖြစ်ရင်အလင်းရောင်ပဲတွေးရမယ် အမောင်းနေပဲသူတို့ဟာဘဝခရီးကိုသွားနေရတာတကယ်အမောင်းနေကအမောင်းနေသွားနေတာတရေစစ်မှာပဲတိတ်ဆုံးသွားကြတဲ့တရဝရီကမြောင်များစွာရှိတယ်ပေါ့တန်းချီရှိတယ်နေစဉ်နဲ့နေစဉ်နဲ့အမြတ်မှာလဲတပ်ဖြတ်ခံနေရတဲ့တရဝရီကအများကြီးပဲအဲ့တော့လောကကြီးအခြေအနေကိုကြည့်လိုက်မယ်ဆိုရင်ဒါတရဝရီ တရိစ္လောကကိုကြည်လိုက်မဲ့ဆိုရင်အညမညခါရိကဒုပလခါရိကတကောင်းတကောင်းသတ်စားတယ်ငားလည်းငားခြင်းလည်းစားတာပဲဖားလည်းဖားခြင်းလည်းစားတာပဲမွေလည်းမွေခြင်းစားတာပဲဒါအညမညခါရိကမျိုးတူတွေလည်းသတ်စားတာဒုပလခါရိကအာမရှိတဲ့ကောင်အာရှိတဲ့ကောင်အနိုင်ကျင့်သတ်ဖြတ်စားတာဒါတရိစ္ဆာန်ဘုရားရဲ့အနေထားကြည့် တို့ထမင်းတွေပဲချက်ပြုတ်စားရမှာမဟုတ်တာအရှင်လက်လက်သတ်စားတယ်အရှင်လက်လက်မျိုးတယ်အဲ့ဒီတိရိစ္ဆာန်ဘဝဟာကိုယ်လည်းရောက်သွားကြတယ်အဲ့ဒီတဲ့နည်းနည်းသက်သက်ရင်ပြိတ္တာဘဝပြိတ္တာဘဝဆိုတာဆာလောင်းလောင်းငတ်ငတ်ပြက်ပြက်အများရန်ဆာလောင်းနေတဲ့ hungry ghost ပေါ့ အဲ့ဒါဆာလောင်နေတဲ့ပြိတ္တာဘုရားဆင်းရဲဒုက္ခရောက်နေပြိတ္တာဘုရားရောက်တယ်တဲ့အဲကုသကောင်းမှုနေရှင်တော့လူဘဝလူကတိမနုဿကတိရောက်လာအဲ့ဒီတဲ့ကုသကောင်းမှုကိုမြားမြားကြီးပြုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့နတ်ပြည်တို့ဇမပြည်တို့ရောက်အဲ့ဒါကိုကတိ၅ပါးလို့ခေါ်တယ်တိရိယကတိ တိရိသနာကတိပေတကတိမနုဿကတိဒေဝကတိအဲ့တော့ဘယ်သူပဲဖြစ်ဖြစ်ခနေ့လူသားတွေဟာဖဲနိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်သိသွားရင်ဒီ၅ခုတခုတော့ရောက်သိကြတယ်အာဟုသူများရင်ငရဲရောက်မယ်နိရိယကတိအဲ့ဒီသက်တာရင်တိရိသနာကတိတိရိသဘုံရောက်မယ်အဲ့ဒီတဲ့သက်တာရာပိတကတိပြိတဘုံရောက်မယ် အော်ချမ်းသာဒုက္ခရတာမနုဿကတိလူဘုံရောက်မယ်ဒေဝကတိနတ်ဘုံကိုရောက်မယ်လို့အဲ့ဒါကိုပြောတာခမဏီယောတံပရာယော မင်းဒီဘဝသေလို့ရှိရင် နောက်ဘဝတစ်ခုတော့ရောက်မှသေကြတယ်ရောက်သွားလိမ့်မယ်တဲ့အဲ့တော့လူအသက်ဟာတူတယ်နောက်ဘဝဆိုတာဧကန်ရှိတယ်ဒါကြောင့်ဒါဖြင့်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်ကတ္တပံကုသလံ အပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတယ်။ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလို့တယ်။ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လုပ်မကောင်းတဲ့လုပ်ဆိုတာနှစ်ခုရှိတယ်။နော်အစာအစာအစာတောင်မှပဲခန္ဓာကိုယ်အကျိုးပြုတဲ့အစာအစာရှိတယ်ခန္ဓာကိုယ်ထဲမှာအစိတ်တောက်ဖြစ်တဲ့အစာအစာရှိတယ်။တဘာဝကောလေအဲ့ဒါလိုပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာက အပြစ်ကင်းတဲ့စိတ်အနေထားတစ်ခုအပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကိုကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲကုသိုလ်အကုသိုလ်ကရှင်းရှင်းလေးရေသူကနော်အပြစ်ရေပြီးတော့အကျိုးထုတ်တဲ့အခါမှာ तू ကနှစ်ခုမှတ်တာကုသိုလ်ဆိုတာအပြစ်အပြစ်ကင်းတဲ့အပြစ်ကင်းတဲ့တန့်စင်တဲ့ကောင်းကျိုးထုတ်ဆောင်ပေးတယ်ဒါကုသိုလ်အကုသိုလ်ဆိုတာ ြစ်အပြစ်ရှိတယ်တဘာဝကိုကမကောင်းဘူးမကောင်းတဲ့အကျိုးကိုလည်းထုတ်ပဲထုတ်လို့တယ်ဟောအဲ့ဒါအကုသိုလ်အဲ့တော့မြတ်စွာဘုရားကအေးဘဝမှာနောက်ဘဝသွားရမှာဆိုတော့ကတ္တပံကုသလအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပြီးမဲ့အလုပ်တွေကိုမင်းတို့လုပ်သင့်တယ်အဲ့ဒီအလုပ်တွေကိုဘုရားဘာသာမြတ်စွာဘုရားပါဟောတော့ဌာနလောက်တာဒါနလောက်တာဆိုတာဘုန်းကြီးကျောင်းလှူတာတို့ဒါတွေပြောတာမဟုတ်ဘူးအကုန်လုံးเนาะ တချို့ကဒါနလုပ်တယ်ဆိုအဲ့ဒါမှမဟုတ်ဘူးကိုမိသားစုအချင်းချင်းကိုအပေါင်းအသင်းတကယ်ချင်းတွေမှာကြွေးတာမွေးတာဟိုရင်ပြုတာကိုစားတဲ့တဲ့ခွဲပေးတာကုညီတာအလုံးဟာဒါဒါနတွေကြီးပဲကော်ဖီတစ်ခွဲတိုက်တာစားမြှောက်ဝေးစားတာမှန်သမျှဒါနပဲကိုပေးတာမိဘကိုကြွေးတယ်မိသားစုကြွေးတယ်မေတ္တာနဲ့အလုံးမိသားစုကြွေးတယ်နောက် ရှင်မြို့မိတ်တင်ကတွေကျွေးတယ်အလှူဒါနပြုတယ်အလုံးတာတွေကဒါနတွေကြီးပဲเนาะတိလာဆိုတာကိုကျင်တရားထိန်သိမ်းဆော့ဆော့တယ်သူများသက်မသက်ဘူးသူများဆိုတာမခိုးဘူးသူတော်ဘာသားများကိုမပြစ်မှားဘူးလူသိက္ခာကိုထိန်သိမ်းတယ်မူတဝါဒလူတစ်ဖက်သားဒုက္ခရောက်တော့အောင်လိန်နီပြောဆိုတာမလုပ်ဘူးမူတဝါဒဆိုတာသူများဒုက္ခရောက်တော့အောင်ပြောတဲ့မူတဝါဒကိုဆိုလို့တယ်ဒီနေ့ ရသော်ဗျာကိုယ်တိုင်ရှင်းပြတဲ့မူတာဝါဒတရားရုံမှာဖြစ်စေဆွေမျိုးတွေရဲ့အလဲမှာဖြစ်စေလူပရိသတ်အတွင်းမှာပဲဖြစ်စေသူ့ကိုတက်တဲ့အရာထားပြီးတော့ခေါ်မေးတယ်ဒါမင်းသိတာပြောစမ်းမြင်တာပြောစမ်းဆိုရင်မမြင်မနဲ့လည်းမြင်တယ်ပြောတယ်မသိဘဲနဲ့လည်းသိတယ်ပြောဒီလိုလိမ့်ပြီးပြောသည့်အတွက်ကြောင့်တစ်ဖက်သားဒုက္ခရောက်သွားတယ်အဲ့ဒီမူတာဝါဒမျိုးကိုဆိုလို့လည်းပေါ့အဲ့လိုမျိုးရှောင် အဲကိုရှိရတဲ့အတန်းနဲ့မပေးခြင်းလို့မရှိဘူးလို့ပြောတဲ့အဲ့ဒီမူသဝါဒမျိုး ပြောတာမဟုတ်ဘူးတဲ့။နော်သူတစ်ပါးကိုအကျိုးပြက်သွားအောင်လုပ်တဲ့မူသဝါဒမျိုးမဟုတ်။ကြောက်လို့လိမ့်နေဒါအဲ့ဒီဟာမျိုးပြောတာမဟုတ်ဘူး။အဲတစ်ဖက်သားကိုဒုက္ခရောက်သွားအောင်လိမ့်ပြီးတော့ပြောတယ်မူသဝါဒ။အဲ့ဒါမျိုးရှောင်ရမယ်။နော်ဘုရားစေဝသေးသေးတောက်တုံးမှုကိုရှောင်ရမယ်။ ဒါကဘာလို့ရှောင်ကိုင်းနေတော့ဆိုရင်လူရဲ့တန်ဖိုးကဘာတော့ဆိုတော့အသိဉာဏ်လူဟာတိရစ္ဆာန်နေတဲ့သားရဘာတော့ဆိုရင်အုံနောက်လို့ပြောခြင်းပြောပါတင်းစားပြောတာအုံနောက်ဆိုတာအသိဉာဏ်ကိုဆိုလို့တယ်အဲ့ဒီအသိဉာဏ်ကိုဝေဝါပျက်စီးသွားစေတတ်တာမူရဲ့စေဝါပဲလေအဲ့တော့ကိုတန်ဖိုးရှိတဲ့အရာတစ်ခုဆုံးရှုံးသွားတာကိုလူတွေကမသိလိုက်ကြဘူးပိုက်ဆံနေဆုံးရှုံးသွားမှရွှေတွေငွေတွေ ဆုံးရှုံးသွားမှဆုံးရှုံးနေထင်နေတာမှန်ကိုမှရွှေနဲ့ငွေနဲ့ဝယ်လို့မရတဲ့အုံနောက်ဆုံးသွားတာပုဆိုးတယ်အတိညာနေအတိစိတ်တွေဆုံးသွားတယ်အဲ့ဒါကိုဘသူကဆုံးရှုံးစေတုံးဆိုဒီအရက်ကဆုံးရှုံးစေတယ်တေးသေးရက်ကဆုံးရှုံးစေတယ်အဲ့ဒီအချိန်မှကြည့်လိုက်လူဟာမူးယစ်နေတဲ့အချိန်အောင်ကြည့်လိုက် hallucination ဖြစ်တယ်အမှန်တရားတွေကိုမသိတော့ဘူးမပြောသင့်တာတွေပြောလာတယ် ဲ့ဒီလိုအသိစိတ်ပျောက်သွားတယ်အမှတ်တင်ညာတွေပျောက်သွားတယ်ဘဝမျိုးဟာ အခြေအနေမျိုးဟာတော်တော်ဆိုးရတဲ့အခြေအနေပဲပေါ့အဲ့ဒါကြောင့်မို့လို့ဝိရစေဝဆိုတာရှောင်းတဲ့နေတေတေတောက်သုံးတော့ရှောင်းတဲ့နေဆိုအဲ့တော့အဓိကကတော့သီလဆိုတာငါးပါးသီလပဲငါးပါးသီလကတပါးလုံရင်ပြီးတယ်လို့မရှိဘူးငါးပါးလုံးလုံမှဘာကြောင့်လို့ဆိုရင်လူဘဝဆိုတာငါးပါးလုံးပြည့်စုံမှ လူဖြစ်လာလို့ရှိရင်လူတိုင်းဟာအသက်ရှိခြင်းတယ်။နော်။နောက်တခါပစ္စည်းဥစ္စာပေါ်ခြင်းတယ်။ခုံတိတ်ခါရှိခြင်းတယ်။အဆွတ်ဆွဲကဲရမခံခြင်းဘူး။အင်ဂျူမြင့်ခြင်းတယ်ဆိုအဲ့ဒါတွေကငါးပါးတည်းလားလုံးဝရမှာ။အသက်ရှိဖို့အတွက်ပဏာတိပဒလုံးဝမယ်။ငွေကြေးတနာပြည့်စုံမှုအတွက်အရိဏဒါနလုံးဝမယ်။ခုံတိတ်ခါရှိဖို့အတွက်ကာမေတုမိစ္ဆာဆရာလုံးဝမယ်။ အဆွဆွဲမခံရဖို့အတွက်မူတာဝါဒလုံးရမယ်။အိုင်ကျူမြင့်မှုအတွက်သူရမေးရလုံးရမယ်။ကဲလူပီပီသသနဲ့လူဘဝမှာတန်ဖိုးရှိဖို့ဆိုတာငါဝတိလလွယ်လို့ဘာဖြစ်။ငါဝတိလမပြည့်စုံရင်မပြည့်စုံနိုင်ဘူး။သူဆိုလို့တယ်။ကျန္တာရီတော့လုံးမရဲ့ဗန္နတိပါဒမလုံးမှုဆိုရင်ငငယ်ငယ်သေးမှာပဲလေအဲ့လိုပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာတထေးသားဖြစ်ပြီးမွေးသေးသွားပါလို့မလဲ။ အဲ့ဒါကြောင့်မို့လို့သီလဆိုတာအပြစ်ကင်းပြီးတော့ကောင်းတဲ့အလုပ်ဖြစ်တယ်ဒါကြောင့်မို့အဲ့ဒါကိုလုပ်ရမယ်မြတ်စွာဘုရားကငါးပါးသီလနဲ့ပတ်သက်ပြီးဒီမှာစရိတ္တဗံပြမစရိယံမြတ်သောအကျင့်ကိုကျင့်မှလူတွေအတွက်မြတ်သောအကျင့်ဆိုတာအ ਨੇ စုံငါးပါးသီလအကျင့်ကိုပြောတာနော်စရိတ္တဗံပြမစရိယံပြမစရိယံဆိုတာအမျိုးမျိုးရှိတယ်ထင်မယ်ဟိုဓမ္မပါဠိစပ်ဆိုလို့ရှိရင်အိမ်တော်ကြီးမဖောက်ပြန်တာလဲပြမစရိယလို့ခေါ်တယ် မေမေတုံမှုကရှောင်ကျင်တာကိုလည်းမြမစရိယလို့ခေါ်တယ်။ဒါနကောင်းမှုကိုလည်းမြမစရိယလို့ခေါ်တာရှိတယ်ပေါ့နော်။အဲဒါကြောင့်စရိတပံမြမစရိယဆိုလိုတာကမြင့်မြတ်တဲ့အပြုမှုနဲ့နေထိုင်ပါလို့ဆိုလိုတယ်။လူသိခါရှိရှိမြင့်မြတ်တဲ့အနေအထားမျိုးနဲ့နေပါတဲ့။ဆိုပြီးတော့မြတ်စွာဘုရားပါတိပေးတော်ဆိုနတ္ထိဇာတတအမရဏံ။ဒါလုံးဝကိုမှတ်သားထားရမယ့်စကားပဲ။ မွေးလာပြီးတော့မသေးတဲ့လူဆိုမှရှိဘူးလောကမှာဒါအရေးကြီးတယ်ဒါမှမဟုတ်နတ္ထိသာတ္တအာမရဏမွေးလာပြီးတော့မသေးတဲ့လူဆိုတာလောကမှာမရှိဘူးတဲ့ဘယ်သူမှမရှိဘူးနော်ဘယ်လူမျိုးမှလည်းမရှိဘူးဘယ်နိုင်ငံမှလည်းမရှိဘူးမွေးလာပြီးသိမှာပဲဒါသိကြပေါ့အဲ့တော့မွေးလာပြီးမမအိုရာမအိုဘူးဆိုတာဟိုရုပ်ပြည့်စင်မြကြီးဖြစ်မသွားတာရှိကောင်းရှိနေသေးတယ် မွေးလာပြီးတဲ့နောက်ယောဂမဖြစ်ဘဲနဲ့တသလုံးကျမ်းမာတာရှိကောင်းရှိနိုင်တယ်နော်မွေးလာပြီးမသေးတာဆိုတာမရှိကုန်ရှိဘူးနောက်ဆုံးကတော့သေဆုံးခြင်းမှာအဆုံးသတ်မယ်ဆိုအဲ့တော့မသေးခင်ဘာတွေလုပ်လဲဆိုတော့မြတ်စွာဘုရားလုပ်ငန်းနှစ်ခုပေးထားတယ်ကတ္တဗံကုသလစရိတဗံဇမစရိယကောင်းတာတွေလုပ်ကောင်းတဲ့အကျင့်ကိုကျင့်ဒီစကလုံးနှလုံးကအမှန်တမ်းတာသွားတယ်ကောင်းတာတွေလုပ်ပြီးတော့ ကောင်းတဲ့အကျင့်ကိုကျင့်ပါကောင်းတဲ့အမှုရာတွေနဲ့နေထိုင်ပါလို့ဆိုလိုတယ်အဲတော့လောကမှာဒီလိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကိုလိုက်နာမယ်ဆိုလို့ရှင်တော့တမိုးရှိတဲ့အနေအထားတစ်ခုကိုရရှိမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားပေးထားတဲ့ကုသိုလ်ကောင်းမှုဆိုတာအစဉ်အသင့်ရှိတယ်အစဉ်အသင့်ရှိတယ်မိဘလှုပ်ကြွေးတာလည်း ဗဓမ္မတံဖို့ရှိတဲ့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်။မိတ်ဆွေသင်ကအပေါင်းအသင်းကိုကုညီဆောင်ရတာလည်းပဲအမတန်ကောင်းတဲ့အချင်းပဲ။သူစရတရားတွေကျင့်သုံးနေထိုင်တာလည်းအမတန်ကောင်းတဲ့အချင်းပဲ။ဒီအချင်းတွေဟာဘဝရဲ့ဒုက္ခတွေကိုအတော်အသင့်တားဆီးနိုင်တယ်။သို့သောဘဝကထွက်ဖို့အတွက်ကတော့မလုံလောက်သေးဘူးတဲ့။အဲ့ဒီအချင်းတွေလည်းမလုံလောက်သေးဘူးတဲ့။ ဘဝကထွက်မြောက်ဖို့ကြတော့မလုပ်အောင်လဲဆိုရင်စိတ်တတည်ငြိမ်အောင်ကြိုးစားပြီးတော့အသိပညာကိုတိုးမြင့်ရမယ်စိတ်တတည်ငြိမ်အောင်ထားတာကတမာရီချင်းစဉ်တမထအကျင့်ကိုကျင့်တာအသိပညာကိုတိုးမြင့်တာကြတော့ဝိပဿနာအဲ့ဒါနှစ်ခုမလုပ်ဘဲနဲ့ဘဝကမထွက်နိုင်ဘူးလူတိုင်းလူတိုင်းအဲ့တော့စိတ်တတည်ငြိမ်အောင်လုပ်တဲ့ထင်မယ်တန်ဖိုးရှိတဲ့ထင်မယ် ကုသတရားတွေကိုမြတ်စွာဘုရားကဝေလာမသုတ်တံမှာအကောင်းဆုံးကုသတွေကိုရွေးချယ်ပြီးတော့ဟောထားတာလေးကိုမှတ်သားသင့်တယ်ပေါ့ကုသတွေထဲမှာတဲ့ပတ်စံငွေကြေးတနာအသုံးချပြီးတော့လှူတယ်အလှူတွေထဲမှာကြောင်းဆောက်အဆောက်အဦဆောက်ပြီးတော့လှူတာအကောင်းဆုံးတဲ့ဒါပြင်အဲ့ဒီတဲ့ကောင်းတဲ့ကုသကဘာလို့ဆိုရင်အေးအဆောက်အဦတွေလှူတဲ့ကုသတွေကောင်းတာကတော့မြတ်စွာဘုရား တရားတန်ခါယရဏသုံးပါးကိုကိုယ်ကိုရှိကတဲ့တရဏဂုံကုသိုလ်တဲ့ဒါဘာလို့ဆိုဘဝကိုအနှင်းထားတာဘလို့အနှင်းထားတာလို့ဆိုရင်ဗုဒ္ဓံတရဏကိစ္စပြီဆိုရင်ဖះရဲ့အဆုံးမတိုင်နေပါမယ်ဓမ္မံတရဏကိစ္စပြီဖះဟောတဲ့တရားတိုင်ကျင့်သုံးပါမယ်တန်ခါတရဏကိစ္စပြီကုသိုလ်ကောင်းမှုတန်ခါတွေနဲ့လုပ်ပါမယ်ဆိုရင်ဒီသုံးခုပဲနော်အဲ့ဒီတရဏဂုံဆောက်တည်တဲ့ကုသိုလ်ကခေါဏကငွေကြေးတနာအကုန်ကြခံဆောက်လှတဲ့အလှတဲ့မြတ်တယ်တဲ့ တခါအဲ့ဒီတရဏဂုံဆောက်တည်ရတဲ့ပုံမြတ်ဖို့ရအတွက်ကျတော့ကိုချင်းသီလကိုထိမ့်သိမ့်ပါငါးပါးသီလအဲ့ဒီတဲ့ကောင်းတာရှိသေးလားလို့ဆိုရှိတယ်မေတ္တာပွားပါအဲ့တော့မေတ္တာပွားရဲဆိုတဲ့အခါမှာယောက်ျားဆိုရင်ကိုယ့်ရဲ့အမျိုးသားတန်ငယ်ချင်းအမျိုးသမီးဆိုရင်လည်းအမျိုးသမီးတန်ငယ်ချင်းမိတ်ဆွေတွေကိုကြည့်ပြီးတော့အာသူ့ဘဝအဆင်ပြေပါစေချမ်းသာပါစေ ပြုံးရှင်ရေမောနိုင်ပါစေလို့သူ့ကိုအာယုံပြည့်ပြီးတော့မေတ္တာပွားပွားပြီးရင်အဲ့ဒီမေတ္တာလေးကိုအခြေခံပြီးတော့ရက်ွက်တဲ့ရှိတဲ့လူတွေမြို့တဲ့ရှိတဲ့လူတွေဒေသမှာရှိတဲ့လူတွေတနိုင်ငံလုံးတစ်ကမ္ဘာလုံးကိုပြန့်ပွားအောင်လုပ်ပေးလိုက်အဲ့ဒီမေတ္တာတရားကတော့ခொဏကတရဏဂုံသီလတဲ့ပို့တံမိုးကြီးတယ်တဲ့သူကဒါပြင်အဲ့ဒီတဲ့တံမိုးကြီးတဲ့ကုသိုလ်ရှိသေးလားလို့ဆိုတော့ရှိသေးတယ်ဘာလို့ဆိုရင် လောကကြီးမှာဘယ်ရာမှမမြဲဘူးအားလုံးဟာတခဏသာဖြစ်တယ်ထာဝရဆိုတာမရှိဘူးဖြစ်ပြီးရင်ပြတ်သွားမှာပဲဆိုတဲ့အတိညာဉ်ကိုအခြေခံတဲ့ဝိပဿနာဉာဏ်အဲ့ဒီဝိပဿနာတရားတော့လုံးလို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးအမြင့်ဆုံးကုသိုလ်ဖြစ်တယ်တာကဝိလမသုတ်တံမှာဟောတယ်ဟာနော်အဲ့ဒါတွေကိုပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားကအေလူသတ္တဟာလွန်းတူတော်နေ ခမဏီယောတံ္ပရာယောမင်းတို့နောက်ဘဝဆိုတာရောက်အောင်မှာကတ္တဗံကုသလံဒါကြောင့်မို့ကုသလုပ်ပါစရိတဗံပြမစရိယအကျင့်မြတ်ကိုကောင်းတဲ့အမှုအကျင့်တွေကိုကျင့်သုံးပါလို့ဒီလိုတိုက်တွန်းနှိုးဆော်တဲ့ထဲမှာအလုံးအမြင့်ဆုံးကုသိုလ်ကိုလုပ်ချင်နေဆိုရင်ဝိပဿနာတရားကိုကြိုးစားအထုတ်ဖို့လောက်ကြာမှာဖြစ်တယ်တဲ့ဝိပဿနာတရားသိတာလေနိဗ္ဗာန်နဲ့အနည်းဆုံးဝိပဿနာလုံးမှမက်ဖို့ဆိုတာတွေ့မယ် မဖို့တွေ့မှနိဗ္ဗာန်ဆိုတာမြင်မယ်ဒီတိုင်းကတော့နိဗ္ဗာန်ဆိုတာမြင်မှာမဟုတ်ဘူးအဲ့တော့မှန်းစပဲကြည့်လို့ရတယ်အဲ့တော့မဖို့နိဗ္ဗာန်ရဖို့မဖို့ဆိုတဲ့လောကုတ္တရာအဆင့်ကိုရောက်ဖို့ကြတော့ဝိပဿနာတရားဝိပဿနာလေးခါနဲ့တက်မှရောက်တယ်ဆိုတာကိုမှတ်သားနိုင်ကြမှာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ပြောင်းလဲနေတဲ့အနေအထားတွေကိုမှတ်သားတံဝေကယူချပြီးတော့ ထိုပြောင်းလဲနေတဲ့အထက်ကနေပြီးတော့အနှစ်သာရရအောင်တို့တဲ့တွေစ조사အထောက်ကြမှာဖြစ်တယ်လို့ကိုစီကိုစီတတိပညာကြီးစွာထား၍조사အထောက်နိုင်ကြပါစေကုန်တည်း